မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရစေ teacher နေ့ဆွေးနွေးမယ့်အကြောင်းအရာ grade 12 mathematics ရဲ့ chapter 3 analytical solid geometry သင်ခန်းစာရဲ့အပိုင်း7ကိုဆွေးနွေးမှာဖြစ်တယ်နောက်ဆုံးအပိုင်းလည်းဖြစ်ပါတယ်ဒီပိုင်းဟုတ်ပြီဒီဘိုင်းမှာကဘာအကြောင်းအရာတွေဆွေးနွေးမှာလဲဆိုရင် finding the location of points inside or outside the sphere point လေးတွေဟာ sphere ရဲ့အတွင်းမှာရှိသလားအပြင်မှာရှိသလားဆိုတာကိုသူသူ့ရဲ့ဒီနေရာကိုရှာဖွေတယ်ပုံစံလေးတွက်မယ်ပြီးရင် sphere ရဲ့ equation ကိုရှာမယ်ပုံစံကပေးထားတဲ့ point နှစ်ခုကနေပြီးတော့ sphere ရဲ့ equation ကိုတွက်ထုတ်တဲ့ပုံစံလေးဒီနေ့ဆွေးနွေးမှာဖြစ်တယ်ကဲဟုတ်ပြီအဲ့တော့ပုံစံလေးတွေဖြည့်ရှင်းနေစီကိုတွားလိုက်ရအောင်ဟုတ်ပြီဒီနေ့က ုတ်တွက်မဲ့ပုံစံက exercise 3.5ရဲ့ level 2ပုံစံလေးကိုအရင်တွက်ပေးမယ်။ဒီမှာသူကပြောထားလဲဆိုရင် check weather တဲ့ check weather စစ်ဆေးပါ the given points p lines inside outside or on a sphere the given point ပေးထားတဲ့ point p လေးဟာတဲ့ lines တရှိတယ်ဘာမှရှိလဲဆိုရင် inside အတွင်းမှာ outside အပြင်မှာ or သို့မဟုတ် on a sphere sphere ပေါ်မှာ ဟိုဒီ point လေးတကူက spear ပေါ်မှာရှိသလား spear ရဲ့အတွင်းမှာရှိသလား spear ရဲ့အပြင်ဘက်မှာရှိသလားဆိုတော့သူ့ရဲ့တည်နေအောင်လို့ကရှာမှာဖြစ်တယ် point B လေးอ่ะအဲ့တော့ပုံစံကဘာပေးထားလဲဆိုရင် spear ရဲ့ center ပေးထားတယ် radius ပေးထားတယ် point B လေးကိုပေးထားတယ်ဟုတ်ပြီအဲ့တော့ဒီ point B လေးဒီ111ဆိုတဲ့ coordinate ရှိတဲ့ point B လေးဒီ ဒီသူပေးထားတဲ့ center radius တွေပါဝင်တဲ့ sphere ရဲ့ဘယ်နေရာမှာရှိတယ်လဲအတွင်းမှာလားအပြင်မှာလား sphere မျက်နှာပြင်ပေါ်မှာလားဒါဟုတ်တို့က check လုပ်ပေးရမှာဖြစ်တယ်။ကဲဟုတ်ပြီအဲ့ဒါဆိုတော့သူပေးထားတဲ့ဒီမှာပုံလေးနဲ့ပြမယ်ဆိုရင်ပုံလေးနဲ့ပြမယ်ဆိုရင်ဒီမှာ point တစ်ခု p ဆိုတဲ့ point လေးဟာအပြင်မှာရှိတယ် sphere ပေါ်မှာရှိတယ်အတွင်းမှာရှိတယ်အဲ့ပုံလေးသုံးခုပေါ့နော်အဲ့တော့ဘာကိုမြင်လိုက်လဲဆိုတော့ဒါလေးကိုကြည့်စင်အားဖြင့် ဒီ point တစ်ခုက sphere ရဲ့အတွင်းမှာရှိသလားအပြင်မှာရှိသလားတို့ကဘာနဲ့ဆုံးဖြတ်မှာလဲဆိုရင်သူ့ရဲ့ radius နဲ့ဆုံးဖြတ်မှာဖြစ်တယ်။ဒီမှာ radius နဲ့အဲ့ဒီ point P နဲ့ center ရဲ့အကွာအဝေးက radius နဲ့ညီတယ်ဆိုရင်ဒီ point လေးက sphere မျက်နှာပြင်ပေါ်မှာရှိမယ်။ point P နဲ့ဒီ center ရဲ့အကွာအဝေးက radius အောင်ငဲနေတယ်ဆိုရင်ဒီဒီ point လေးဟာ center ရဲ့အတွင်းမှာရှိမယ်။ point B เนี่ย center ရဲ့အကွာအဝေးဟာ radius ထက်ကြီးနေတယ်ဆိုရင်အဲ့ဒီ point လေးဟာ sphere ရဲ့အပြင်ဘက်မှာရှိမယ်လို့သူဆုံးဖြတ်နိုင်မှာဖြစ်တယ်။ကဲအဲ့ဒါဆိုတော့နံပါတ် A လေးကိုဦးစားတွေ့လိုက်ရအောင်။နံပါတ် A ကသူပေးထားတဲ့ center radius point B လေးကိုကူရေးလိုက်တယ်။ပြီးရင် CP ရဲ့အလျားကိုရှာမှာပေါ့။အဲ့ဒါဆို CP ရဲ့အလျားကဒီ radius 3ထက်ကြီးသလားငယ်သလားညီသလားဆိုတာကိုသူကကြည့်ပြီးတော့ဆုံးဖြတ်ပေးရမှာ။အဲ့တော့ CP ရဲ့အလျားကိုလို့ကျင်တော့ p point နဲ့ကနေ c point ကိုနှုတ်မှာပေါ့နော် square root of 1 minus 0 the whole square 1 minus 0 the whole square သုံးခုလုံးอ่ะအဲ့တော့ရှင်းလိုက်တော့ဒီကဒါက1 square ဒါလည်း1 square ဒါလည်း1 square ဆိုတော့1 square တွေက1ပဲရမယ်အဲ့တော့ပေါင်းလိုက်တော့ root 3ဆိုပြီးတော့ရအဲ့တော့ root 3ဒီ3အောင်ငယ်သလားကြီးသလားညီသလားဒါကိုဆုံးဖြတ်လိုက်တော့ root 3ဆိုတာ1 1နဲ့2ကြာမှရှိတဲ့တန်မှုတစ်ခုပေါ့နော်1နဲ့2ကြာမှရှိတဲ့တန်မှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီဘာဖြစ်လဲ3 out ကိုငဲတယ်ငဲတယ်ဆိုတော့ဒီ CP ရဲ့အလျားကဒီ radius out ကိုငဲတယ်ငဲတယ်ဆိုရင်ဒီ P point လေးကဘယ်မှာရှိမှာလဲဆိုတော့ inside the sphere ပေါ့ထို့ကြောင့် the point P is inside the sphere လို့ရေးပြလိုက်ရပါပြီ ။နောက်ပြီးနံပါတ်ပီလေးကိုအဲ့ဒါဆိုတော့တို့ဆက်သွားမယ်။ဘီမာလည်းဒီတိုင်းပဲတို့ဒီ CP ရဲ့အလျားကိုရှာမယ်။ C point ရဲ့ P point ရဲ့ coordinate တွေသိတယ်။အဲ့တော့ P ရဲ့ point coordinate တွေလည်းက C point coordinate တွေကိုတို့နှုတ်ပြီးတော့ရှာလိုက်မယ်။ square root of ဒီမှာ2 0 the whole square 1 0 the whole square 2 0 the whole square အဲ့တော့2တဲ့က0နှုတ်တော့2ပဲအဲ့တော့2နှစ်ထပ်က4 1တဲ့က0နှုတ်တာဒီလေ1ပဲ1နှစ်ထပ်က1ပဲရမယ် 2တဲ့0နှုတ်တော့2ပဲဖြစ်တော့နှစ်ထပ်ဆိုတော့4အဲ့တော့414 414ပေါက်လိုက်တော့ square root of 9 9ဆိုတော့ဘာရလဲ3ရအဲ့တော့ဆိုတော့နံပါတ်ပြရကြတော့ CP ရဲ့အလျားသည်3ဆိုတော့ radius နဲ့ဘာဖြစ်နေလဲညီနေတယ်အဲ့ဒါဆိုတော့ CP is equal to r ဖြစ်တယ် CP ရ radius နဲ့တူညီတယ်ဆိုရင်တို့ပြောခြင်းနဲ့ဒီ P point လေးဒီ ဘာဖြစ်မလဲဆိုရင် sphere ရဲ့မျက်နှာပြင်ပေါ်မှာရှိပါတယ်လို့သူကပြောပြရမှာဖြစ်တယ်။ထို့ကြောင့် the point B is on the sphere sphere ပေါ်မှာရှိပါတယ်လို့ပြောလိုက်အောင်။ဟုတ်ပြီအဲ့တော့နောက်တစ်ပုဒ် C ကိုတွေ့ကြည့်မယ်။ C အကျတော့ CPU တို့ရှာမယ်ခုနကလိုပဲ။10နဲ့က0နှုတ်မယ်10နေတဲ့က0တွေအကုန်လုံးနှုတ်တာဖြစ်တယ်အဲ့တော့10နဲ့က0နှုတ်တော့10မယ်ဆိုတော့10 square 10 square 10 square ဆိုတော့100 100 100ဆိုပြီးတော့100သုံးခုရမယ်ပေါင်းလိုက်တော့300 300ရဲ့3နဲ့100နဲ့တို့စာခွင့်ခွဲလိုက်မယ်100က square root ရှာလိုက်တော့10ရအဲ့တော့10 root 3 10 root 3ဆိုတော့10ထက်ကျော်တာပေါ့နော်10ထက်ကျော်တယ်ဆိုတော့သူ့ရဲ့ radius ကဘယ်လောက်လဲ3အဲ့တော့ဆိုတော့ CB က3ထက်ကြီးရယ် CB greater than r CB က radius တဲ့ဘာဖြစ်နေလဲကြီးရယ်ကြီးရယ်ဆိုရင်ဒီ P point လေးဟာဘယ်မှာရှိမလဲ sphere ရဲ့အပြင်ဘက်မှာရှိနေမှာဖြစ်ပါတယ် ဲ့တော့ point b လေးဟာ outside the sphere လို့ရေးပြရမှာပေါ့ the point b is outside the sphere point b ဟာ sphere ရဲ့အပြင်ဘက်မှာ ရှိပါတယ်လို့ရေးလိုက်ရပါပြီဒါလေးရလွယ်လွယ်လေးပါဒီပုံစံလေးကဒီတွေးခေါ်လေးကိုပဲအရေးကြီးတာပေါ့နော်ဘာလို့ရမလဲဆိုတော့တည်တယ်ဆိုရင်တွတ်တာလွယ်လွယ်လေးပဲဖြစ်တယ်ဒီသူက point တစ်ခုက sphere ရဲ့ပမာရှိလဲလို့မြင်ရင်သူကအဲ့ဒီ point နဲ့ center ရဲ့ distance ကို radius နဲ့နိုင်ရှင်ပေးရမှာဖြစ်တယ် အဲ့ဒါအဲ့ဒီအတွေးခေါ်လေးပဲတီးဖို့ပဲလိုပါတယ်တွက်တာအရန်လွယ်ကူပါတယ်ကဲဟုတ်ပြီအဲ့တော့နောက်တစ်ပုတ်ကိုသွားရအောင်နောက်တစ်ပုတ်က exercise 3.5ရဲ့ number 3ဖြစ်တယ်သူကဗာပြောထားလဲဆိုရင် find the equation of the sphere sphere ရဲ့ equation ကိုရှာရမယ် on on the on the join of 1 negative 1 1 and negative 3 4 5 s diameter သူကဗာပြောလဲဆိုတော့ ဲ့ဒီစပီယာရဲ့ဒိုင်ယာမီတာကတဲ့ဒီ point နှစ်ခုကိုဆက်ထားတဲ့ဥစ္စာဖြစ်တယ်တဲ့ဒီ point နှစ်ခုကိုဆက်ထားတယ်။ဒါတော့ဒိုင်ယာမီတာရဲ့အစွမ်းမှတ်နှစ်ခုပေါ့နော်ဒီ point နှစ်ခုကသူပြောချင်တာဒိုင်ယာမီတာရဲ့အစွမ်းမှတ်တွေဆိုတော့ပမာရှိမှလဲစပီယာမျက်နှာပြင်ပေါ်မှာရှိမှာပေါ့ ကဲအဲ့အဲ့ point ကိုတို့ကမလုပ်ထားလိုက်မလဲ AB လို့ထားလိုက် A နဲ့ B လို့ထားလိုက်မယ်အဲ့တော့ပုံစံကပြောထားလဲဆိုရင်အဲ့ဒီ A တွေ B တွေဟာတဲ့ end point ဆိုဘာပဲလဲ diameter diameter ရဲ့အစွန်းမှတ်တွေဖြစ်ကြတယ်ကဲအဲ့ဒါဆိုရင်တို့နှစ်ခုရဲ့ distance AB ကိုရှာလိုက်တယ် AB ရဲ့အလျား AB A နဲ့ B ရဲ့ distance ကိုရှာရင်ဘာရမလဲတို့ diameter ရမှာဖြစ်တယ် ဲဒါဆိုရင် the length of the diameter diameter ရဲ့အလျောက်ကိုကိုရှာမယ်ရှာလိုက်တော့ AB ကိုရှာလိုက်တယ်ဘာလို့ရှာတာလဲဆိုတော့ဒါလေးကိုမရှင်းပြခဲ့ရအောင်ဟုတ်ပြီသူက sphere equation မေးတာဆိုတော့သူကထုံးစံအတိုင်း sphere equation လေးကိုရေးလိုက်တယ်ကြိုရေးထားကြည့်တယ်အဲ့မှာဘာထည့်ရမလဲ a1 y1 z1 ဆိုတော့ center ထည့်ရမယ်ပြီး radius တည်ရအဲ့ဒါဆိုတော့သူက center ရှာရမယ် radius ရှာရမယ်ပေါ့ဒီပုံစံမှာ အဲ့ radius ရှာမယ်ဆိုတော့အရင်ဆုံးအကြောင်းမလို့တို့ကဘာရှာလဲ diameter ကိုရှာတာဖြစ်တယ် diameter ကိုရပြီဆိုရင် radius ကဘာလဲသူ့ရဲ့တဝက်ဟုတ်ပြီအဲ့ဆို diameter ရှာဖို့က diameter ရဲ့အစွမ်းမဲ့တစ်ခုကိုပုံစံပေးထားတယ်အဲ့ဒါကြောင့်တို့က diameter ကိုအရင်ရှာလိုက်တာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုတော့ b ထဲကနေတို့ a ကိုနှုတ်တာ -3 -1 the whole square 4 minus minus 1 so 4 plus 1 the whole square 5 minus 1 the whole square ဟုတ်ပြီဒါလေးကိုရှင်းလိုက်မယ်ဒီကောင်ကခွင်းထဲရပါဖြစ်မလဲ negative 4နှစ်ထပ်တင်တော့ plus 16ဒီကောင်ကခွင်းထဲရ5ရမယ်နှစ်ထပ်တင်တော့25ဒီကောင်ကခွင်းထဲရ4 4နှစ်ထပ်တင်တော့16ရမယ်ဟုတ်ပြီအဲ့ဒါတွေအားလုံးပေါင်းလိုက်တော့ square root of 57ဆိုပြီးတော့ရမှာဖြစ်တယ်ကဲဟုတ်ပြီဒါဆိုဒိုင်ယာမီတာရပြီဆိုတော့တို့ရှာခြင်းတဲ့ radius ကိုရှာလိုက်မယ် the length of radius radius ကအလျားကိုလို့ကျွန်တော်ကတော့ရထားတယ် diameter အလျားကိုဘာလို့လိုက်မလဲဒီ2နဲ့စားလိုက်အဲဆိုဒါ radius ရပြီအဲဆိုတော့သူကဘာဆက်ရှာမလဲဆိုရင် center ကိုဆက်ရှာရမယ်ဟုတ်ပြီ center ဒီဒီ diameter ရဲ့အလယ်မှဖြစ်တယ်စဝိုင်းတစ်ခုမှာ diameter တစ်ခုဒီ center ကိုဖြတ်ပြီးတော့ဆွဲရတာဖြစ်တယ် center ကိုဖြတ်ပြီးဟိုဘက် ထိုဘက်မျက်နှာပြင်ဒီဘက်မျက်နှာပြင်ကိုထိအောင်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်စင်တာဒီဒိုင်ယာမီတာရဲ့အလက်မှတ် ပြောမယ်ဆိုရင် AB ရဲ့ mid point AB ရဲ့ mid point ဆိုတော့ AB ရဲ့ mid point ကို mid point formula နဲ့ရှာမှာပေါ့ဒီအမှတ်နှစ်ခုကိုပေါင်း x coordinate ချင်းချင်းပေါင်းနှစ်နဲ့စာ y coordinate ချင်းချင်းပေါင်းနှစ်နဲ့စာ z coordinate ချင်းချင်းပေါင်းနှစ်နဲ့စာရင်သူ့ရဲ့ mid point ကိုရမှာပေါ့နော်အဲ့တော့ the center of the sphere sphere ရဲ့ center ဒီဘာလဲဆိုရင် mid point of diameter AB ဖြစ်တယ်တဲ့အဲ့ဒါဆိုတော့တို့က formula မှာ A A နဲ့ B ရဲ့ x coordinate တွေပေါင်း2နဲ့စာ y coordinate တွေပေါင်း2နဲ့စာ z coordinate နှစ်ခုပေါင်း2နဲ့စာလိုက်မယ်အဲ့ဒါဆိုတော့ရှင်းလိုက်မယ် y ko x ko ne ga 1 ne negative 3เนาะ y ko ne ga negative 1 ne 4 z ko ne ga 1 ne 5เนาะဒါရှင်းပါတယ်။ကြည့်အဲ့ဒါဆိုရှင်းလိုက်မယ်ဒီကောင်အပေါ်က negative 2အောက်က2ဆိုတော့ negative 1 ဒီကောင်အပေါ်က3အောက်က2ဆို3 by 2ဒီကောင်အပေါ်က6အောက်က2ဆို3ရအဲ့ဒါဆိုတော့ဗါရပြီလဲဆိုရင် center ရပြီ radius လည်းတည်ပြီဒါဆိုရင် တို့ဗါလောက်ကြမယ် equation မှာအစားထည့်မယ်သူလိုချင်တဲ့ the equation of the sphere ဆိုတာကိုရေးပေးလိုက်လို့ရပါပြီ the equation of the sphere is ဆိုပြီးတော့ x1 နေရာမှာဗါထည့်မယ် negative 1 x minus x minus minus 1ဆိုတော့ဗါဖြစ်မယ်အပေါင်းဖြစ်သွားမယ် y minus 3 by 2 the whole square z minus 3 the whole square r square ဆိုတော့ square root of 57 by 2 the whole square ဒါလေးကိုဆက်ရှင်းလိုက်ပါတော့ဒီကောင်နှစ်ထပ်တင်တော့ဘိုင်းဝေက square root ပြောက်သွားဘိုင်းကြီးကနှစ်ထပ်ဆိုတော့4ဒီ channel တွေကတော့ဒီတိုင်းမထားလိုက်လို့ရပါပြီ။ကဲအဲ့ဒါဆိုတော့သူ့လိုချင်နေတဲ့ equation of the sphere ဆိုတာလေးကိုရောက်သွားပြီဖြစ်ပါတယ်။အဲ့ဒါဆိုဒီပုံစံလေးလွယ်ကူပါတယ်။ လွယ်ကူတယ်ဆိုပေမဲ့သူပေးထားတဲ့ point တစ်ခုကဘာလဲဆိုတာကိုသူပြောထားတဲ့အတိတ်ပဲကိုသိအောင်နားလည်အောင်ရင်းဆုံးဖတ်တတ်ဖို့လိုတယ်ပေးထားတဲ့ပုံစံပေးထားတဲ့ point တစ်ခုကဒိုင်ယာမီတာကိုဆက်ထားတယ်ဒီ point တစ်ခုကိုဆက်လိုက်ပါရတယ်ဒိုင်ယာမီတာရတယ်လို့ပုံစံကပြောထားတာအဲဒါဆိုဒီ point တစ်ခုဒီဒိုင်ယာမီတာရဲ့ဟိုဘက်အစွန်ဒီဘက်အစွန် SPI ရဲ့မျက်နှာပြင်ပေါ်က point တစ်ခုဖြစ်တယ်။အဲဒါဆိုရင်တို့ကဘာရှာလို့ရမလဲ။ diameter ရဲ့အလျားကိုရှာလို့ရမယ်။ diameter အလျားရရင် equation မှာထည့်ဖို့ r ရဲ့ radius ကအလျားလည်းရမယ်။ နောက်တစ်ခါ center point ကိုကြာဘယ်လိုရှာကြမလဲ center point ဒီ diameter ရဲ့အလယ်မဲ့ဖြစ်တယ်ဆိုတာကိုသိရင်ရှာလို့ရပြီဒါပဲ center point ရဲ့ diameter ရဲ့အလယ်မဲ့ဖြစ်တယ်အဲဆိုရင် diameter ရဲ့အစွန်း point နှစ်ခုကို x coordinate အချင်းချင်းပေါင်း2နဲ့စား y coordinate အချင်းချင်းပေါင်း2နဲ့စား z coordinate အချင်းချင်းပေါင်း2နဲ့စားရင်တဲ့ center point ကိုရမှာဖြစ်တယ်ဟုတ်ပြီ center point နဲ့ radius ရပြီဆိုတော့ပုံစံမှာမိတဲ့ equation မှာအစားသွင်းပြီးတော့ဖြေလိုက်လို့ရပါပြီ ဟုတ်ပါပြီအရန်ယူချင်းပါတယ်ဒီပုံစံလေးတွေကဒါပေမဲ့ဘယ်လိုတွေ့ရမလဲဆိုတော့စဉ်းစားနည်းလေးတော့သိဖို့လိုအပ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်